နေကင်းဘတ်အိတ်ငိုက်တာကညဘတ်အိတ်ရေးပြတ်တာအတွက်ကြောင့်မလို့လို့လူတွေကတော်တော်များများထင်ကြပါတယ်။တကယ်တော့နေကင်းအိတ်ငိုက်တာကညဘတ်တွေမှာအိတ်ရေးပြတ်တဲ့အတွက်ကြောင့်တော့မဟုတ်ပါဘူးနော်။နေ့စဉ်ကိုစားတော့တဲ့အစားအစာတွေကလည်းဒီအိတ်ဆက်မှုတွေအပေါ်မှာလွှမ်းမိုးမှုရှိတဲ့အတွက်ကြောင့်မလို့နေကင်းဘတ်အိတ်ငိုက်တာတွေကိုဖြစ်စေပါတယ်။ဒီဗီဒီယိုလေးထဲမှာတော့ကျွန်မကနေကင်းဘတ်အိတ်ငိုက်တဲ့သူတွေအိတ်ငိုက်ပြေးစေမယ်အစားအစာ၅မျိုးကြောင့်ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ဒီတော့ဗီဒီယိုလေးကိုစလိုက်ရအောင်နော်။ နေ့ကင်းပတ်အိမ်ငိုက်တာကညဘက်အေးပြတ်တာနဲ့တော့အများတိုင်းမသက်ဆိုင်ပါဘူးเนาะ နေ့စဉ်ကိုစားတောက်လိုက်တဲ့အစားအစာတွေကလည်းဒီအိတ်ငိုက်ချင်းမှာတစိ့တစ်ပိုင်းပါဝင်နေပါရဲ့နော်ဒီအစားအစာတွေကစွိုင်းရင်ကိုထုတ်ပေးရုံတတ်တတ်မဟုတ်ဘဲနဲ့တစ်နေ့တာလုံးမှာလန်းလန်းဆက်ဆက်နဲ့တတတကြအလုံးလုံးနိုင်မဲ့စွိုင်းအင်တွေကိုလည်းထိမ့်ချုပ်ပေးထားပါတယ်အစာချင်းလွယ်တဲ့ refine cut လို့ခေါ်တဲ့သွေးတင်းမှရှိတဲ့အချိုတက်တွေကလည်းထိုးတက်သွားနိုင်သလိုတစ်ချိန်ထဲမှာလည်းထိုးကျသွားနိုင်ပါတယ်အဲ့ဒီအချိန်မှာနောက်ဆက်တွဲပြဿနာအနေနဲ့ခန္ဓာကိုယ်ကလုံးဝလေးလံထိုင်းမိုင်းလာပါတယ်တန်တက်နဲ့ဗီတာမင်တက်ချို့တဲ့တဲ့အတွက်ကြောင့် လို့ခန္ဓာကိုယ်အောက်ဆီဂျင်ဓာတ်ရရှိမှုကရော့နေသွားပြီးတော့ဒီမူးဝေမောပန်းခြင်းတွေကိုလည်းဖြစ်စေနိုင်ပါတယ်။အိပ်ဆက်ခြင်းကတဘာဝရဲ့ပုံမှန်ပိတ်လိုက်ဖွင့်လိုက်လုံးနေတဲ့ခလုတ်တစ်ခုပဲဖြစ်ပါတယ်နော်။ညဘက်တွေကောင်းကောင်းအိမ်မှာနောက်တနေ့မှာ ဒီလန်းလန်းဆန်းဆန်းနဲ့မှုကောင်းကောင်းနေနိုင်မှာပဲဖြစ်ပါတယ်။ဒါပေမဲ့တချို့လူတွေကတော့ညဘက်ဒီမှာ၈နာရီ၉နာရီအိတ်တာတောင်မှနောက်တနေ့ဆိုလို့ရှိရင်ငိုက်နေတာမျိုးတွေဖြစ်တတ်ပါတယ်။ညဘက်တွေမှာပုံစံမမှန်တာတွေစိတ်ဖြစ်မှုတွေနဲ့ကျန်းမာရေးတွေအကြောင်းမလို့ဒီပြဿနာတွေဖြစ်တယ်ဆိုရင်တောင်မှဒီတနေ့တာမှာကိုစားလိုက်တဲ့အစားအစာတွေကလည်းဒီပြဿနာတွေထဲမှာတစ်စိတ်တစ်ပိုင်းပါဝင်နေပါတယ်နော်။ညဘက်တွေမှာကောင်းကောင်းအိပ်ပါလေရနဲ့နောက်နေ့မှာငိုက်နေမယ်တန်းနေမယ်ဆိုလို့ရှိရင်ကို စားတောက်လိုက်တဲ့အစားအစာတွေထဲမှာတက်ထူတက်နဲ့ဗီတာမင်တွေလုံလုံလောက်လောက်မပါဝင်တဲ့အတွက်ကြောင့်လည်းဖြစ်နိုင်ပါတယ်เนาะဒီတော့ဒီဗီဒီယိုလေးကိုကြည့်ဖြူသူအနေနဲ့တစ်နေ့လုံးတန်းနေမယ်ငိုက်နေမယ်ဆိုလို့ရှိရင်အခုပြောပြပေးမယ်အစားအစာ၅မျိုးကိုလိုက်စားကြည့်ဖို့အကြံပြုချင်ပါတယ်เนาะဒီအစားအစာလေးတွေကတော့ဗာလေးတွေဖြစ်မလဲဆိုတာကိုတစ်ချက်ချင်းလိုက်ကြည့်လိုက်ရအောင်เนาะပထမအစားအစာကတော့ဟင်းနုနယ်ပါเนาะ တန်တက်ချွတ်တဲ့တဲ့အတွက်ကြောင့်မလို့သူရနေတာကိုဖြစ်စေတယ်လို့ဒီအရင်ကုန်ခန်းမောပန်းနာတွေကိုလည်းဖြစ်စေပါတယ်ဒီဟင်းနုနယ်ရကတန်တက်နဲ့မဂနီဆီယမ်ဓာတ်တွေကျဲဝတာပါတဲ့အတွက်ကြောင့်မလို့ဟင်းနုနယ်ရကိုပုံမှန်စားပေးမယ်ဆိုလို့ရှိရင်သူရကောင်းစေတယ်လို့ဒီညာဘက်တွေမှာလည်းအိပ်ရေးဝါတာမျိုးတွေဖြစ်စေပါတယ်နော်နေ့ဘက်တွေမှာအိမ်ငိုက်တာတွေကိုတတ်တာဖို့ဆိုလို့ရှိရင်ဟင်းနုနယ်ရကိုဒီတိုင်းစားတာတက်အတုတ်တုတ်စားတာတို့ဒါမှမဟုတ်ဟင်းချိုချက်တောက်တာတို့ကပို့ပြီးတော့ထိရောက်တယ်လို့ကျွမ်းကျင်သူတွေကပြောထားပါ ါရယ်เนาะနောက်အစားအစာတစ်ခုကတော့ပဲနီလေးပါเนาะဒီပဲနီလေးက folate တဲ့ချိုတဲ့တဲ့အတွက်ကြောင့်ဖြစ်တဲ့ဒီငိုက်မိတဲ့ယောဂတွေကိုတတ်တာတဲ့အပြင်သူ့မှာအသားတက်ကျေဝါးစာပါတဲ့အစားအစာလည်းဖြစ်ပါတယ်ဒီပဲနီလေးကိုဟင်းချိုချက်တောက်တာတို့အတုပ်ထဲမှာထည့်စားတာမျိုးတွေကိုလည်းစားလို့ရပါတယ်เนาะဒီတတ်တတ်တတာနဲ့စားလို့ရမယ်အစားအစာဖြစ်တဲ့အတွက်ကြောင့်မလို့လိုက်ပြီးစမ်းကြည့်ဖို့ကိုလည်းအကြံပြုချင်ပါတယ်ရှင် နောက်စားစာတစ်ခုကတော့ဖယုံစိပဲဖြစ်ပါတယ်။ဖယုံစိကအရွယ်စားနေတဲ့ဆိုပေမဲ့သူ့မှာမဂနီဆီယမ်ဓာတ်တွေ၊ဇင်းဓာတ်တွေနဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီဓာတ်တွေပါဝင်နေတဲ့စူပါအစားစာပါနော်။ ဖယုံစိတ်ကို ပုံမှန်စားပေးမယ်ဆိုလို့ရှိရင်ညာဘက်တွေမှာအေးရွာစေနိုင်သလိုကိုခံအားကိုကောင်းပြီးတော့လဲပင်မနှန်းနေမှုတွေကိုရောကြစေတဲ့အတွက်ကြောင့်မလို့နေဘက်တွေမှာအိမ်ငိုက်တာတွေကိုလည်းတတ်တာစီပါတယ်ရှင်။နောက်အစားအစာတစ်ခုကတော့ငပြောတိပါနော်။ငပြောတိကသွေးထဲမှာရှိတဲ့တကြားဓာတ်တွေထိုးမတက်သွားစေနိုင်တဲ့တကြားဓာတ်တွေအမြင်ဓာတ်တွေနဲ့ပိုတန်ဆီယမ်ဓာတ်တွေကျွဲဝါးတဲ့အစားအစာတစ်ခုပါနော်။ဒီငပြောတိကိုတစ်နေ့တစ်လုံးပုံမှန်စားပေးမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်မှာရှိတဲ့အာရုံကြောတွေ ကအားကောင်းလာပြီးတော့နှင်းကင်းဘတ်တွေမှာငှက်မိတာတွေကိုလည်းတက်တာသေးပါတယ်ရှင်နောက်ဆုံးအစားအစာတစ်ခုကတော့အစီများတဲ့ငါးတွေပဲဖြစ်ပါတယ်ဆယ်မွန်ငါ၊ရှားတဲ့ငါနဲ့မက်ဂရက်ငါတွေကအိုမီဂါ3နဲ့ဗီတာမင် B12 ကျွဲဝတဲ့အစားအစာတွေပါနော်ဒီဗီတာမင် B12 ချို့တဲ့တဲ့သူတယောက်ကညာဘတ်တွေမှာအရေးပြတ်တာမျိုးတွေဖြစ်တတ်တယ်လို့နေ့ဘတ်တွေမှာဆိုလို့ရှိရင်လည်းအမြဲငှက်နေတတ်ပါတယ်ဒီတနေ့တာမှာကိုစားမဲ့အစားအစာတွေထဲမှာအစီများတဲ့ငါးတွေပေါ့နော်အဲ့ဒီငါးတွေကိုထည့်စားမဲ့ဆိုလို့ ို့ရှိရင်ဒီအိတ်နှစ်ကင်းပတ်အိတ်ငိုက်တဲ့ပြဿနာတွေကလည်းပြည်လည်သွားမှာပါနော်အခုပြောပြပေးသွားတာလေးတွေကတော့နှစ်ကင်းပတ်အိတ်ငိုက်တဲ့သူတွေအိတ်ငိုက်တာကိုတတ်တာစီတဲ့အပြင်ညာဘက်တွေမှာလည်းအေးရေဝဝအိတ်စီနိုင်မယ်အစားအစာတွေပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ရှုသူအနေနဲ့ကျန်းမာရေးဘူးတူတာများစွာရရှိမယ်လို့လည်းမျှော်လင့်မိပါတယ်ရှင်ဒီလိုဗီဒီယိုလေးတွေကိုနေ့စဉ်ကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ channel လေးကိုလည်းအမြဲတမ်းအောင်အားပေးကြပါအောင်လို့ပြောကြရင်လည်းပဲနှုတ်ဆက်ပါရယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်